ညမຫນွေဦးမင်းသည်ဖြစ်နိုင်ခြေ9ရက်ဆန်စစ်ချက်၎င်းဖြစ်နိုင်ခြေ9ချက်ကိုမုတ်ချလို့မပြောပါစဉ်းစားနိုင်ဖို့အော်တာနက်တစ်စဉ်းစားချက်တွေကြိုတက်ဆထားတာဖြစ်ပါတယ်စဉ်းစားစရာများများရှိတဲ့အခါရွေးချယ်စရာများများရှိလာပါလိမ့်မယ်အတိတ်နဲ့ပစ္စုပန်အကြောင်းတရားတွေကိုချင့်တွက်ပြီးတော့အနာဂတ်ကိုမှန်းဆရတာဖြစ်လို့ဝေဝါးတာလည်းရှိမယ်မပြတ်သားတာလည်းရှိမယ်သို့တော်လည်း ဝေးသောအနာဂတ်နဲ့နီးသောအနာဂတ်ကိုကြိုတင်တွက်ဆထားဖို့တော့အထူးလိုအပ်ပါတယ်။အရာအလုံးကသူ့သဘောသူဆောင်နေတာလုံမနေနဲ့ပြောမနေနဲ့လက်နက်ရဖို့ငွေရှာဖို့သာအဓိကဒါဆိုရင်နိုင်ပြီးတဏ္ဍအလကားလို့ထင်မြင်ယူဆထားသူဖတ်စရာမလိုပါဖြစ်နိုင်ခြေ1မြမနွေဦးတော်လန်ကြီးအောင်မြင်သွားတဲ့အခြေအနေကိုပြောတာပါတော်လန်ကြီးအောင်မြင်မယ်သို့တော် အလကားပဲတင်တော့အောင်မြင်မှာမဟုတ်ပါပိဆက်မှုကြီးကြီးနဲ့အောင်မြင်တာဖြစ်ဖို့များပါတယ်အကြောင်းကတော့လက်နက်ကင်ဒေါ်လာရေးကိုဆင်နွှဲနေလို့ဖြစ်ပါတယ်လက်နက်ကင်ဒေါ်လာရေးအလုံးမှာနောက်ဆုံးမှာစည်းစက်ညှိနှိုင်းရေးနဲ့ကလနာသက်ရတယ်ဆိုတာလေနားလည်အပ်ပါတယ်သို့တော်လည်းစစ်စစ်မှန်မှန်ဒေါ်လာရေးအောင်ပွဲရမှာလားနိုင်ငံရေးအရာဈေးနှိမ်မခံရမှာဖြစ်ပါတယ်သို့မဟုတ်ရင်တော့အောက်ကြီးနဲ့ညှိတာခံရမယ် အောက်ကျင်းနဲ့အညိခံရတာကိုပဲဒေါ်လာကြီးအောင်ပြီလို့သတ်မှတ်ရင်တော့နောက်ထပ်ဒေါ်လာကြီးတစ်မွေးဖွားနိုင်မယ်လို့ယူဆပါတယ်။မြို့ဒေါ်လာကြီးအောင်မြင်မှုတွေလွယ်ကူသလားဆိုတော့မလွယ်ကူပါ။သို့တော့မဟာမိတ်ဆက်ဆံရေးတည်ဆောက်နိုင်ရင်ဖြစ်နိုင်ချေများပါတယ်။အထူးသဖြင့်အသီးသီးသောလူမျိုးစုလက်နက်ကင်အဖွဲ့တွေကြားကအမျိုးသားရေးအာဂျင်တာတွေကိုဆွဲဆုနိုင်ရင်ပိုကောင်းပါမယ်။ဒါပေမဲ့ထိပ်ပိုင်းနိုင်ငံကြီးအုပ်စုမှာညှို့တက်ပြင်းတဲ့နိုင်ငံကြီးခေါင်းဆောင်မျိုးကိုမမြင်ဒီအတွက် လူနဲ့ညှိယူလို့မရမူနဲ့ညှိယူမှရပါမယ်မူအပေါ်မှာရက်ခံချက်ခိုင်မာကြရင် စရစ်တပ်ပေါင်းစုမဟာမိတ်စုဖွဲ့မှုအားကြီးမယ်အားကြီးရင်လက်နက်ကင်လမ်းစဉ်တွေအထောက်ပံ့ကောင်းဖြစ်မယ်သို့သောနိုင်ငံရေးပြည်ရင်ခိုင်မာကြစ်လစ်ဖို့လိုပါတယ်နိုင်ငံရေးပြည်ရင်မှာတည်တည်လေးတွေကိုကြော်ကြည့်နိုင်ပြီးလိုရင်းအမျိုးသားရဲ့အခြေခံမူတွေပေါ်မှာထိုင်ထားနိုင်ရင်ဒါဟာလက်တွေ့ကြမယ်သို့မဟုတ်ရင်တော့စကလုံးတစ်စီ၆ခံရရင် အတန်ပေါက်ပြီးအကွဲပြဲကြီးနိုင်ပါတယ်။ဒါကြောင့်လိုရာနှစ်ခုဖြစ်ပါတယ်။နံပါတ်၁နိုင်ငံရေးပြည်ရင်ခိုင်မာကြစ်လေ၍ကျေပြန့်စွာ ချမှတ်သဘောတူနိုင်ရေး။နံပါတ်၂နိုင်ငံရေးအရာစိတ်ရှည်သီးခံမှုခံနေတရားမြင်မာရေး။ဒါဆိုရင်မဟာမိတ်တပေါင်းစုဆက်ဆံရေးမှာ အောင်မြင်မယ်။အဲ့ဒီတော့ဆိုးဆိုးကန်ကန်ပြလို့ရနိုင်မယ့်အရာက Federal Democracy ပြည်ရင်ဖြစ်ပါတယ်။ ၎င်းဗြိဉ်ငင်ကနေတဆင့် Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာမယ်။၎င်းအခြေခံဥပဒေပေါ်ပြီးစစ်မှန်တဲ့အမျိုးသားရင်ကြားစေရေးကို လုံနိုင်ရင်နိုင်ငံရေးတည်နိုင်ငံတည်ဆောက်ရေးအောင်မြင်မယ်။တိုင်းပြည်တည်ဆောက်ရေးအောင်မြင်မယ်။တိုင်းပြည်တည်ဆောက်ရေးနဲ့နိုင်ငံတည်ဆောက်ရေးအောင်မြင်ဖို့အတွက်ဆိုရင် institution အဟောင်းကို institution အသစ်နဲ့အစားထိုးတဲ့လုပ်ငန်းစဉ်ဟာပြည်ပြင်းပြင်းအကောင့်ထဲပေါ်ရပါလိမ့်မယ်။ဒါကို institutionalization လို့ပြောမယ်။ဒါဟာတိမ်မွေ့ပြီးလက်တွေကျကျလုပ်ရမှာဖြစ်လို့နိုင်ငံရေးပျော့ကနဲ့လူမျိုးရေးပျော့ကပူးဝင်ကပ်ပါနေရင် အောင်မြင်ဖို့မလွယ်ပါ။အစိုးရတန်တရာတဲ့ပြန်ပြီးလဲထွက်သွားပါမယ်။သို့မဟုတ်ရင်တော့ကြောနိုင်ပါလိမ့်မယ်။ဖြစ်နိုင်ခြေနှစ်ဖြစ်နိုင်ခြေနံပါတ်2ကတော့အချိုးမညီလွတ်မြောက်မှုဖြစ်ပါတယ်။နေဦးဒေါ်လာရေးဟာအဆုံးသက်တိုက်ပွဲကိုတော့မရောက်ဘူး။ စုံတရာလွတ်မြောက်မှုရှိတယ်တစုံတရာအောင်မြင်မှုလို့ပြောတဲ့နေရာမှာလွတ်မြောက်ဒေသတစ်သိတစ်ပိုင်းကိုထူထောင်နိုင်တဲ့စည်ရေးအောင်မြင်မှုဖြစ်ပါတယ်ဒါဆိုရင်တော့တပြည်လုံးမလွတ်မြောက်ဘူးအစိပ်ပိုင်းတချို့လွတ်မြောက်မယ်တချို့စိပ်ပိုင်းကတော့ဆရာနာရှင်လက်အောက်မှာဆက်ရှိနေမယ်ဒါကိုအချို့မညီလွတ်မြောက်မှုလို့သုံးထုတ်နေပါတယ်အချို့မညီလွတ်မြောက်မှုမှာဒီဂရီအနေအမြင်ရှိနိုင်ပါတယ်ရခိုင်ချင်းနဲ့ကချင်းလိုဒေသမျိုးဟာအချို့မညီလွတ်မြောက်မှုမှာဧရိယာကျကျရနိုင်ပါတယ် မာပြည်မကစကိုင်းတိုင်းအထက်ပိုင်းနယ်တချို့ကတော့အကန့်တန့်နေတာဖြစ်ပါလိမ့်မယ်သို့တော်လည်းမမာပြည်မဟာစစ်ဆိုင်ထားတဲ့ဒေသအဖြစ်ကာလအတော်ကြာကြာရှိနေပါလိမ့်မယ်ရှမ်းမြောက်ဒေသမှာတော့တောင်ပလောင်အာကောင်းတဲ့ဆေးရည်ဒေသတွေရှိတယ်ဒါတွေဟာပိုပြီးတဖြည်းဖြည်းနေကျလာပါလိမ့်မယ်နောက်ပိုင်းမှာမိစုဖွဲ့မှုဖွဲ့မှုဖြစ်တဲ့ရခိုင်တအောင်နဲ့ကိုကန့်ဖွဲ့တွေဟာဆက်ဆက်နေလို့ရှမ်းပြည်နယ်တွင်းကပြည်သူစေုပ်စုနဲ့ သူ့ရဲ့ခွင်ဟာကျင်သွားပါလိမ့်မယ်ဝရီတာဟာရကင်ကလိုပဲတီချကင်းလွန်နေတဲ့နေမီလိုပဲဆက်ဖြစ်နေပါဦးမယ်ကရားနဲ့ကရင်ဒေသတွေကတော့စုံမှုဧရိယာပိုပြီးကျဲတဲ့ကျဲလာပါမယ်ဒီလိုနဲ့အချို့မညီလွတ်မြောက်မှုတွေဒေသတည်တည်မှာပုံစံအမျိုးမျိုးနဲ့ဖြစ်ထွန်းမယ်မြို့ကြီးတွေမှာတော့လွတ်မြောက်မှုဆိုတာအထက်ပုံကံဒေါ်လာမှုတွေပျောက်ကြားသွင်းတဲ့ဆက်ရှိနေလိမ့်မယ်လို့ယူဆရပါတယ်တိုးတော်လဲဆွေအာနာရှင်ရဲ့အရှိုက်ကို ထိုးနှက်နိုင်တော့တဲ့အထိပျောက်ကြားသွင်းတဲ့ထိုးနှက်နိုင်ဖို့ကတော့အတော်ခဲရင်ပါတယ်။ဒါကြောင့်ပြည်နိုင်ကြီးနံပါတ်200အချို့မညီလွတ်မြောက်မှုဖြစ်ပါတယ်။လူမျိုးစုဒေသတွေမှာတော့စေရေးစိုးမှုဧရိယာတွေပိုကျေလာပြီးလွတ်မြောက်လွတ်မြောက်နေမြေအသွင်ဆောင်မှုဖြစ်လာနိုင်ခြင်းရှိပါတယ်။သို့တော်လည်းပဲပြည်မနယ်မြေတွေမှာတော့စိုးမှုဒေသပဲဖြစ်နေပါလေအောင်မယ်။လွမြောက်နယ်မြေပြည်ပြင်းပြင်းဖြစ်တဲ့အထိအုတ်ချုပ်ရင်းနဲ့တရားစီရင်ရေးရန်ရာကိုအသက်မသွင်းနိုင်ရင် စစ်ဆိုင်ဒေသအဖြစ်နဲ့ပဲခုခံထားရပါလိမ့်မယ်ဒီကြားထဲမှာထည့်သွင်းစဉ်းစားရမှာက global power အားပြိုင်မှုချိန်ခွင်ရှာဖြစ်ပါတယ်ဒါကနိုင်ငံတကာအခင်းချင်းနဲ့ဆိုင်နေပါတယ်တရုတ်ရဲ့ခန်းကဏ္ဍဟာအထူးအရေးပါလာပါလိမ့်မယ်အခုလည်းအရေးပါနေပြီဖြစ်ပါတယ်တရုတ်ကຫນွေဥဒေါ်လာရင်းရဲ့ပွဲသိမ်းရိုင်းချက်ကိုမပြုတ်ပြင်နိုင်ပြီမဲ့ဖြစ်နိုင်စွမ်းရှိပါတယ်ဒါကိုထက်တွေ့ပြီးကြည့်မြင်ရပါလိမ့်မယ်နောက်တစ်ချက်ကတော့ဒေါ်လာရင်းတက်လုံဖြစ်ပါတယ် တော်တိုင်းရဲ့တက်လုံမြင်မှရင် အချိုးမညီလွတ်မြောက်မှုကနေတဆင်တပြည်လုံးလွတ်မြောက်ရေးအထိသွားနိုင်လိမ့်မယ်။လူမျိုးစုအချင်းချင်းကြားမဟာမိတ်ဆက်ဆံရေးကိုရေပတ်မဝင်အောင်တိဆောက်ထားနိုင်ရင်တော့အတိုင်းထက်လွန်ပြင်မြောက်ပါလိမ့်မယ်။ပြစ်နိုင်ခြင်း၃ဆွေရရလက်ပြပြသားသားမထွက်ဖဲမျောနေတဲ့အခြေအနေဤလေလိုက်နေတဲ့အခြေအနေဖြစ်ပါတယ်။လက်နက်ကင်ဒေါ်လာရေးမှာဘယ်ဘက်ကားမှမနိုင်ပဲအပြန်အလှန်လွန်ဆွဲအားပြိုင်မှု ကာလရှည်နေတဲ့အခြေအနေဖြစ်ပါတယ်။တစ်ဖက်မှာလည်းနိုင်ငံရေးဆေးဆံညှိနှိုင်းမှုမဖြစ်ထွန်းဘူး။ဘယ်သူကမှမညှိကျင်ဘူး။တစ်ဖက်ဖက်ကစညှိတယ်ဆိုရင်လည်းအကြောင်းမျိုးမျိုးပြပြီးအားပြိုင်လွန်ဆွဲနေတဲ့အခြေအနေဖြစ်ပါတယ်။ဒီအခြေအနေမှာဘယ်သူကမှမရှုံးသလိုဘယ်ဘက်ကမှလည်းမနိုင်သေးပါဘူး။50-50အခြေအနေနဲ့မျောနေတဲ့အခြေအနေပါ။ဒီအခြေအနေမှာဆိုရင်ဘယ်သူမှမရှုံးဘူးလို့ပြောလို့ရနိုင်ပေမဲ့ပြည်သူကတော့ရှုံးပြီးနေပါပြီ။ စစ်ကာလရှိကြလေးလေးပြည်သူကပိုပြီးအထိနာလေးလေးဖြစ်ပါတယ်။ဒါကြောင့်အဖြေတစ်ခုပြည့်ပြည့်သားသားတွက်ဖို့ပြည်သူကပိုလိုချင်ပါတယ်။သို့မဟုတ်ရင်တော့တရားကိုယ်တရားအပြစ်ဖို့နေတာနဲ့လူတို့ဟာတော်လန်ရေးကိုညောင်းသွားမယ်၊ဤသွားမယ်။ဒါဆိုရင်တော်လန်ရေးတက်လုံကြတာဖြစ်လို့အချိန်ကြာလာတာနဲ့အမျှတော်လန်ရေးအင်အားစုတွေဘက်ကကြီးနေလာဖို့များပါပြီ။ဒါကိုတောင့်ခံနိုင်ဖို့နှစ်ဖက်စလုံးကစူးစမ်းနေကြပါတယ်။ဒါကြောင့် ဒေါ်လာရင်းကအီလေလိုက်နေတယ်မျောနေတယ်ဆိုရင်နောက်ဆုံးမှာတောင့်ခံနိုင်သူကသာအနိုင်ဖြစ်သွားပါလိမ့်မယ်။လက်ရှိမြန်မာစစ်အာဏာရှင်ခေါင်းဆောင်တွေက မနိုင်ရင်တောင် တောင့်ခံနိုင်ရင်အဆုံးသတ်မှာအသာသေးရလိမ့်မယ်လို့မျှော်လင့်ပြီးတောင့်ခံနိုင်ဖို့ကြိုးစားနေတာတွေ့ရပါတယ်။သူတို့အတွက်ဂျူပင်ခုတ်ဂျုံကုတ်မချံဖြိုခွင်းဖိနှိပ်ဖို့အတွက်အတော်မျှော်လင့်ချက် နေသွားပါပြီ။ဒါကြောင့်သူတို့ကတောင့်ခံနိုင်ဖို့သာကြိုးစားနေတာတွေ့ရပါတယ်။သူတို့အသက်ဆက်ဖို့တောင့်ခံနိုင်ခြင်းဟာအဖြစ်ဖြစ်လို့ နောက်ဆုံးအသက်ရှင်ကြံရစ်သူဟာအနိုင်လို့ဖြစ်လာမယ့်အခြေအနေကိုစောင့်နေတယ်ထင်ပါတယ်ဖြစ်နိုင်ခြေလေးဒေါ်လန်ကြီးမှာပြတ်သားတဲ့အဖြစ်မထွက်ရင်ပြည်သူနာမယ်နှစ်ဖက်စလုံးကစေရစ်အကြက်တဲကိုခေပေါက်မဖန်တီးနိုင် မာနတွေလည်းခံနေတယ်ထင်တလုံးနဲ့ဆက်ရှောင်နေတယ်လက်တွေလည်းမကြဘူးဟန်ကိုဘို့လုံနေတယ်ဆိုရင်မြမပြီဟာတဖြည်းဖြည်းဤပဲ့ပြီးကြာဆင်းသွားပါလိမ့်မယ် ညမလူဖွဲ့စည်းရဲ့ဓလိအရာဘလောက်ဆူဆူရွာရွာဖြစ်သည်ဖြစ်စေဟုံတိုင်းတော့ပြိုဆင်းမသွားတတ်ပါဘူးတဖြည်းဖြည်းနဲ့ဤပေပြီးကြာဆင်းလာမယ်ချိန်နေလာမယ်ယိုယွင်းလာမယ်အာပြော့လာမယ်ညမတွေဟာခစ်ပြက်ပြီးမယ်ကိုနေရကိုဒေတာမှာကိုလူနဲ့ကိုအသက်ရှင်နိုင်အောင်လူမှုအရင်အားကောင်းပါတယ်ဒါကို social capital လို့ပဲပြောပြော resilient လို့ပဲခေါ်ခေါ် adaptation ဖြစ်တယ်လို့ပဲသမုတ်မဟုတ်အတူတူပါပဲညီမတို့ရဲ့ဇယိုက်ဟာ တိုင်းပြည်ပြိုကွဲချင်းနဲ့တွားရင်တောင် ကြံရင့်နိုင်စွမ်းရှိပါတယ်အချင်းချင်းကြားလူမှုအရင်လဲအာကောင်းလာပါတယ်ဘလောက်ပဲ face state ဖြစ်တယ်လို့ပြောပြောအာဖရိကနိုင်ငံတွေဖြစ်ပြက်တယ်လို့တော့မဖြစ်ပါမြမလူပွဲစီကိုနိုင်ငံကြီးရမထိန်နိုင်ရင်ဘာသာရေးနဲ့လူမှုရေးကထိန်ချောင်းပါလိမ့်မယ် face state progress state ဖြစ်သွားရင်တောင်အလွန်မင်းပူပန်စရာမလိုပါတိုးတော်လေအခြေခံကျင်းဝတ်တွေနဲ့နှုံးဆန်တွေကတော့တော်ရုံနဲ့ပြန်တီဆောက်ဖို့မလွယ်အောင် ပျက်စီးသွားမှာဖြစ်ပါတယ်ဖြစ်နိုင်ခြေ၅ဒီချက်ကိုတော့ x factor လို့နာမည်ပေးခြင်းပါတယ်ဖြစ်နိုင်တယ်လို့ကံတေကာမတွက်လို့မရတယ်လို့လုံးဝမဖြစ်နိုင်ဘူးလို့မဟုတ်ချအတတ်မဟောနိုင်ပါဒီတော့ဖြစ်ခြင်းဖြစ်မယ်မဖြစ်ခြင်းမဖြစ်ဘူးသို့တော့ထပ်တွေ့ထားရမယ့်ကိစ္စလို့မြင်ပါတယ်မြမတက်မတော်အတွင်းကောင်းဆောင်နဲ့ကောင်းဆောင်မှုအပြောင်းလဲဖြစ်ပါတယ်ဒီနေရာမှာအပိုင်းနှစ်ပိုင်းခွဲကြည့်ပါနံပါတ် ခေါင်းဆောင်ပိုင်းနံပါတ်1ခေါင်းဆောင်မှုအပိုင်းခေါင်းဆောင်ပြောင်းရုံနဲ့ခေါင်းဆောင်မှုမပြောင်းနိုင်ပါတည်စဲပုံနေမြဲကြားနေမြဲအနေထားတိုင်းဆက်ဆောင်နိုင်မယ်နောက်တစ်ခုကခေါင်းဆောင်မှုအပြောင်းလဲခေါင်းဆောင်မပြောင်းဘဲခေါင်းဆောင်မှုအပြောင်းလဲဖြစ်နိုင်ခြင်းနဲ့ပါတယ်သို့တော့ခေါင်းဆောင်မှုပြောင်းခဲ့ရင်အဲ့ဒါကိုဘလို့အနက်တိတ်ပဲဖွင့်ကြမလဲဆိုတာသိရရေးကြည့်ပါတယ်တမတော်တွင်ခေါင်းဆောင် နဲ့ခေါင်းဆောင်မှုအပြောင်းလဲဖြစ်ဖို့ဒါကိုဒေါ်လာဟင်းအင်အားစုတွေကရယ်ဒီကဲအစွဲတန်ပြီးမူလထိုင်ကမရွေ့ရင်နှုံးဆန်တွေစုပ်ကန်ရင်းနဲ့ပဲလဲထွက်နေမယ်တမတော်အတွင်ခေါင်းဆောင်မှုအပြောင်းလဲဖြစ်ချင်းမဖြစ်ချင်းဟာမြို့ဒေါ်လာဟင်းပေါ်ထူးခြားသောတစ်စချို့အပြောင်းလဲမရှိနိုင်ပါတမတော်အတွင်ခေါင်းဆောင်ပြောင်းလဲကဖြစ်နိုင်ခြင်းများတယ်အကြောင်းကတော့အတိတ်သမိုင်းမှာထိုးသွင်းကြုံခဲ့ဘူးလို့ဖြစ်ပါတယ်နံပါတ်1ကိုနံပါတ်2ကဖယ်လိုက်တာမျိုး1992 92မှာစောမောင်ကိုဖယ်ပြီး တန်းရွှေကဝင်တိုင်တယ်။တန်းရွှေကစောမောင်ထက်ပိုမာတယ်။ဒီတော့ခေါင်းဆောင်မှုအပြောင်းလဲဖြစ်ရင်တောင်အပြော့ကိုအမာကဖယ်တာပဲဖြစ်ဖို့များပါတယ်။တက်တွင်းကအမာကိုအပြော့ကဖယ်တာမျိုးပါလီမန်ခင်နောက်ပိုင်းမှာဘလို့မှမကြုံခဲ့ဘူးပါ။အခုလည်းပဲဘိုးချုပ်မှုကြီးမယောင်လိုင်းကိုတိတ်ပြော့တယ်လို့ဝေဖန်တဲ့တက်တွင်းအတိုင်းဝိုင်းတူကအာကြည့်နေပါတယ်။တက်တွင်းမှာခေါင်းဆောင်ပြောင်းလဲဖြစ်ရင်တောင်မှအမာလိုင်းပဲပိုဖြစ်ဖို့များပါတယ်။ ပြောတဲ့ကောင်ကအမားကိုဖယ်နိုင်တာမျိုး ဖြစ်နိုင်ကြည်အတော်နဲ့ပါတယ်နောက်တစ်ခုကတက်တွင်းပြိုကွဲမှုပါတရင်လိုက်တော့ခိုးတယ်ဆိုတာမျိုးပါလီမန်ခင်မာတာကြုံခဲ့တာပါဘုံနေဝင်လက်ထက်မှလည်းမရှိဘုတန်းရွှေလက်ထက်မှလည်းမရှိအခုလည်းဖြစ်နိုင်မယ်မထင်ပါတဝူးချင်းပုံကန်တာမျိုးရှိနိုင်ပါတယ်ဒါတောင်ပညာတဲ့တက်ကလာတဲ့လူကများပါတယ်ခြေလင်းချင်းမြန်တိုက်ခိုက်ရေးတရင်ကလာတဲ့သူရှားပါလိမ့်မယ်အများရှိအငယ်ပိုင်းဘိုကြီးဘုံမှုအဆင့်ရှိပေမဲ့ ဒီပိုင်းကတော့ဗပြောင်းလာဖို့တိတ်မမျောလင့်နိုင်ပါအထွေထွေအချုပ်နောင်နဲ့တုံနောင်ခံထားရပြီးဖြစ်လို့ဖြစ်ပါတယ်ငွေကြေးလုပ်ပိုင်ခွင့်အာနာမီတာစုဝါရဖြန့်ချီအထွေထွေ အကန့်သက်အကြောက်တရားဟောရောင်ထင်မှုစသဖြင့်ရှိပါတယ်ဒါကြောင့်တက်ထိပ်ပိုင်းကလူတွေဥဆောင်ပြီးတော့တရင်လိုက်ဗပြောင်းတာမျိုးလုံးဝမဖြစ်နိုင်ပါရုံကလေးနှာစင်းနေတယ်လို့နေရင်ကျုံတယ်လို့ကြိကျက်လိုက်ပါနေဦးမှာဖြစ်ပါတယ်ဖြစ်နိုင်ခြေ6 2023ရွေးကောက်ပွဲကိစ္စဖြစ်ပါတယ်မြန်မာစစ်တပ်ဟာသူအရေးနေရတဲ့ဆိုရင်တောင်မှသူငကိုမူလချမှတ်ထားတဲ့အာဂျင်ဒါအတိုင်းဆက်ဆောင်မှာဖြစ်ပါတယ်ရွေးကောက်ပွဲကိုလုံးလို့ရသမျှလုပ်ဖို့ကြိုးစားလိမ့်မယ်သို့တော့ဒီဘက်ကလည်းရွေးကောက်ပွဲကို ဖြစ်နိုင်သမျှပြစ်ကြဖို့များပါတယ်ဒါကြောင့်ရွေးကောက်ပွဲဟာဖြစ်ခဲ့တဲ့ဆိုရင်တောင်ပြပြပြင်းပြင်းမဖြစ်ပါအကန့်အသတ်နဲ့ဖြစ်ပါလိမ့်မယ်ရွေးကောက်ပွဲလုံးဝမဖြစ်ရင်စစ်တပ်နဲ့အာဏာရှင်စနစ်ကိုဆင်ခြင်မပေးဘဲမျက်နှာပြောင်တိုက်အုပ်ချုပ်ပါလိမ့်မယ်ဒါကိုစေအုပ်ချုပ်ရေးလို့ အစစ်မှန်နာမည်တက်နိုင်လိမ့်မယ်။ဒီလိုလုပ်ရတာလဲရွေးကောက်ပွဲကိုကားပြက်ကားရဲ့လုံးကြအလို့ဖြစ်တယ်လို့အကြောင်းပြမယ်။ရွေးကောက်ပွဲဖြစ်ရင်လည်းအချိုးကျကိုစားပြုစနစ် PR နဲ့ကျင်းပဖို့ဖြစ်နိုင်မယ်။အချိုးကျကိုစားပြုစနစ်လုပ်နိုင်ရင် အပြလာမယ်။သို့တော့အနာကလဖန်ထိုးလို့တိတ်ကောင်းသွားမယ်။လူမျိုးစုကိုစားပြုတချို့ကိုပေးဝင်ပြီးတရားဝင်မှုဖြစ်အောင်လုပ်လိမ့်မယ်။ဖြစ်လာတဲ့ရွေးကောက်ပွဲကတော့စစ်တပ်နဲ့စပွန်ဆာနဲ့လှုပ်ထားတဲ့ရွေးကောက်ပွဲ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီစစ်စစ်မှန်မှန်လုံးဝမရနိုင်ရွေးကောက်ဝဲဒီမိုကရေစီအစ်စ်မှာပဲတည်နေပါလိမ့်မယ်နိုင်ငံတကာကလည်းမြန်မာစစ်ကောင်းဆောင်တွေကဒါကိုပဲထုတ်ပြလိမ့်မယ်2023ရွေးကောက်ပွဲကအကန့်အသတ်ရှားထဲမှာပဲပြင်းမြောက်ခဲ့သည့်ရှိတော်မှ2010နောက်ပိုင်းဖြစ်တည်တဲ့စစ်ယူနီဖောင်းချုပ်အစိုးရသမရဦးသိန်းစိန်လက်ထက်ကလိုနိုင်ငံရေးအခြေအနေမျိုးတော်ယုံနဲ့မမျှော်လင့်နိုင်ပါအဲ့ဒီလိုမျိုးနိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့နိုင်ငံရေးဖြည့်ရှော့မှုတွေစစ်စစ်မှန်မှန်ဖြစ်မလာနိုင်ပါ ဖြစ်နိုင်ခြေခွန်ဖြစ်နိုင်ခြေနံပါတ်9ကတော့အသိမဟုတ်ပါအဟောင်းပြန်ဖြစ်တာမျိုးကြုံနိုင်ပါတယ်လွတ်လပ်ရေးရပေမဲ့ပြည်တွင်းမှာအကွဲပြက်ဖြစ်လို့ပြည်တွင်းစစ်ပြန်ဆရတယ်လို့ဖြစ်မယ်အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုကာလကတော့ရန်သူအင်္ဂလိပ်ကိုလိုနီကို တိုက်တာလွတ်လပ်ရေးရပြီးတော့ကိုချင်းချင်းတိုက်တာမြမနယ်ဦးမှာလည်းပဲနိုင်ငံကြီးရမရင်ကျက်ကြရင်အမဟောင်းကိုပြန်မှားနိုင်ပါတယ်လူသစ်တွေကအမဟောင်းကိုပြန်လုံနိုင်တယ်ဒီတော့ ိုင်ငံရေးပြည်ရင်ကိုခိုင်ခိုင်မာမာလှုပ်ပါလို့တိုက်တွန်းနေတာဖြစ်ပါတယ်။နံပါတ်1နိုင်ငံရေးပြည်ရင်မခိုင်ပါရင်နံပါတ်2အမျိုးသားရင်ကြားစေရမစစ်မှန်ရင်နံပါတ်3အတိအသေးသောအမျိုးသားရေးအာဂျန်ဒါတွေကိုဆွဲမစုနိုင်ရင်နံပါတ်4နိုင်ငံရေးခန့်တီမမြင်ပါရင်နံပါတ်5နိုင်ငံရေးအမြင်တိမ်ပြင်းရင်နံပါတ်6လူမျိုးရေးပယောဂါကို မကြော်နိုင်ရင်ဒေါ်လာရေးနိုင်ကောင်းနိုင်မယ်သို့တော်လေပြည်ရင်းစစ်ထဲကိုပြန်ပြီးလဲထွက်သွားမယ် အဲ့ဒီခါမြေအုပ်တို့နေရာမှာကြောက်အုပ်တွေနဲ့လည်းအစားမထိုးနိုင်ဖြစ်မယ်နိုင်ငံတိဆောက်ရေးမအောင်မြင်ဘူးတိုင်းပြည်တိဆောက်ရေးလည်းမအောင်မြင်ဘူးစစ်ဘင်ရင်တွေကြီးစိုးတဲ့ကိုတိကိုနန်ကိုကျန်ငန်းနဲ့အတီးတီးမင်းမှုကြမယ်တော်လန်ကြီးအလွန်ကာလမှာအာနာခွဲဝေကြီးအဝေးအချမ်းမတက်ရင်ဘ ਹੁ အစိုးရနဲ့ပြည်နယ်အစိုးရကြားအားပြိုင်မှုဖြစ်ပြီးအစိုးကြောတန်တရာတဲ့ပြန်လဲထွက်သွားနိုင်ပါတယ်တော်လန်ကြီးအလွန်ကောင်းကောင်းမဆေးဆက်နိုင်ကြရင် အစိုးကြီးမဖြစ်သွားသေးရင်တောင်မှအစိုးလေးတွေနဲ့တန့်နေတာမျိုး အလုံးမဖြစ်တာမျိုးကြုံပြီးအညိုတေးတွေအာကာတတွေအနာဆွေးတွေနဲ့စိတ်ရညာကိုသိရပြီးသူတို့လူငါတမင်းနဲ့ကပောင်းကနေဖြစ်နိုင်နေပါသေးတယ်။အချင်းချင်းကြားညှိတဲ့အခါအခုထက်ပိုပြီးခတ်နိုင်ပါတယ်။အဲ့ဒီချိန်မှာပုံရံသူလည်းပျောက်နေလောက်ပါပြီ။သို့သောအမျော်မြင်နဲ့သဘောထားကြည့်မှုကတရားဖြေကိုပေးနိုင်ပါလိမ့်မယ်ခမညာ။